အကြောက်တရားဆိုတာဘာလဲအကြောက်တရားဆိုတာလူသားတွေစတင်ဖြစ်တည်ခဲ့တဲ့အချိန်ကစလို့ဒီနေ့ထစ်တိုင်ရင်ဆိုင်ဖြစ်ရှင်းနေရစေနဲ့နယ်လာတဲ့စိတ်ကံစားမှုတည်ရပါပဲရိုးရိုးရှင်းရှင်းပြောရရင်တော့အကြောက်တရားဆိုတာအသက်ရှင်တန်ဖို့အတွက်တတ္တဝါတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာတဘာဝအနေသက်ဆင်ပေးလိုက်တဲ့ကာကွယ်ရေးရန်တရားတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုတဲ့အသွင်ကြကြစူးစမ်းကြည့်မယ်ဆိုရင် အကြောက်တရားရုပ်ပိုင်းဆိုင်ရာ ချင်းချောင်းမှုတွေတင်မကပဲ။ စိတ်ပိုင်းဆိုင်ရာလူမှုရေးရစိန်ခေါ်မှုများစွာကိုပါပေါ်ပြနေတဲ့အမှန်တစ်ချက်လို့ဖြစ်ပါတယ်။ရှေးဥကာလလူသားသူဟာသားရဒရိတ်ဆန်တကောင် ရုတ်တရက်ရင်ဆိုင်ရတဲ့အခါခန္ဓာကိုယ်ထဲမှာအဒရီနလင်ဆိုတဲ့ဟော်မုန်းတွေဟာညံဆန်စွာပြန့်နှံ့လာပြီးနှလုံးခုန်နှုန်းကိုမြန်စေကာကြွက်သားတွေကိုတင်းမာစေပြီးသွေးကြောတွေကိုကြုံစေပါတယ်။အဲ့ဒီအချိန်မှာအုံနောက်ကဆုံးဖြတ်ချက်နှစ်ခုကိုအမြန်ဆုံးချမှတ်ပေးပါတယ်။တိုက်မလားပြေးမလားဂျာမမုံငြိမ်သက်နေမလားဆိုပြီးတော့ ဒီလိုရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေဟာအသက်ဘေးကလွတ်မြောက်ဖို့အတွက်စက္ကန့်ပိုင်းအတွင်းမှာဆုံးဖြတ်ပေးနိုင်တဲ့ရှင်သန်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ဒါကြောင့်မို့အကြောက်တရားရဲ့အရင်ခံရည်ရွယ်ချက်ကကျမ်းမာရေးအတွက်အန်ဒရယ်ရှိတဲ့အခြေအနေတွေကိုရှောင်ရှားနိုင်တဲ့တတိပေးချက်ပေးတဲ့ခေါင်းလောင်းလေးတစ်ခုလိုပါပဲ။အကြောက်တရားမရှိရင်လူတွေဟာမိကိုကင်သွဲမိမယ်။အမြင့်ကနေခုံချမိမယ်။မစင်မချင်းပြုတ်မှုမိမယ်။အဲ့ဒီအခါမှာမျိုးနွယ်စုရဲ့ရှင်သန်မှုကိုပါထိခိုက်စေနိုင်ပါတယ်။ ။သို့တော်လည်းယနေ့ခေတ်မှာကျွန်တော်တို့ရင်ဆိုင်ရတဲ့အကြောက်တရားတွေဟာတော်ရိုင်းတရိတ်ဆန်တွေစီကလာတာမျိုးသိမ့်မရှိတော့ပါဘူး။ခေတ်တအကြောက်တရားတွေဟာပိုပြီးတော့နဲ့နေပြီးရှုပ်ထွေးလာပါတယ်။အများစုကတော့စိတ်ကူးနဲ့ဖန်တီးထားတယ်။ဒါမှမဟုတ်အနာဂတ်ကိုကြိုတင်သွေးပူနေတဲ့စိတ်ပိုင်းဆိုင်ရာချိန်ချောက်မှုတွေဖြစ်လာပါတယ်။ဥပမာအဖြစ်မအောင်မြင်မှာကိုကြောက်ခြင်းအများရဲ့ဝေဖန်မှုကိုခံရမှာကိုကြောက်ခြင်းချစ်ရသူကိုဆုံးရှုံးရမှာကိုကြောက်ခြင်း အလုတ်ပြုတ်မအောင်ကြောက်ခြင်းဒါမှမဟုတ်တယောက်တည်းဖြစ်သွားမအောင်ကြောက်ခြင်းစတဲ့ခံစားချက်တွေဟာကျွန်တော်ရဲ့နေ့စဉ်ဘဝကိုလွမ်းမိုးထားတတ်ပါတယ်ဒီလိုမျိုးအကြောက်တရားတွေဟာကိုယ့်ရဲ့အိမ်မက်တွေရည်မှန်းချက်တွေစီတွားရလမ်းမှာခြေလမ်းတွေကိုတုံနေစီတတ်တဲ့အကြီးမားဆုံးအသားစီးတွေဖြစ်လာပါတယ်အကြောက်တရားလူတွေကိုဘယ်လိုလှောက်ရှားစီလဲဆိုတာကိုကြည့်ရင်လဲစိတ်ဝင်စားစရာပါတချို့လူတွေအတွက်အကြောက်တရားတွန်းအားဖြစ်ပါတယ် စာမွေးပွဲကြမှာကြောက်တာကြောင့်စူးစားပြီးစာကျက်တယ်လို့စင်ရဲမာကိုကြောက်တာကြောင့်ပိုပြီးလုံလဝိရိယနဲ့အလုလုတလူမျိုးပေါ့ဒါပေမဲ့အကြောက်တရားတာမန်အဆင့်တဲ့ကြောလွန်သွားတဲ့ခါမှာတော့စိတ်ရောကအသွင်ကိုဆောင်းလာပြီးလူတယောက်ရဲ့ပုံမှန်ဘဝကိုဖျက်ဆီးပြစ်နိုင်ပါတယ်အထိတ်တလန့်ယောဂလူမှုရေးဆိုင်ရာစိုးရိမ်ပူပန်မှုဒါမှမဟုတ်စိတ်ဆွဲလန်းမှုတွေလိုယောဂတွေဟာအကြောက်တရားပုံမှန်အဆင့်ကနေကျမ်းမာရေးကိုထိခိုက်တဲ့အဆင့်ကိုရောက်သွားတဲ့တာရကတွေဖြစ်ပါတယ် အဲ့ဒီလိုအခြေအနေမျိုးမှာအကြောက်တရားကာကွယ်ပေးတဲ့မိတ်ဆွေမဟုတ်တော့ဘဲလူကိုပိတ်လောင်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်သွားပါတော့တယ်။ဒါဆိုရင် အကြောက်တရားကိုဘယ်လိုကင်တွယ်ဖြေရှင်းကြမလဲ။အဓိကကတော့အကြောက်တရားကိုဖျောက်ဖျက်ဖို့တဲ့လက်ခံဖို့နဲ့အသိမဲ့ပြုဖို့ပဲဖြစ်ပါတယ်။တသည့်ဆိုတာအကြောက်တရားလုံးဝမရှိတာကိုဆိုလိုတာမဟုတ်ပါဘူး။တသည့်ဆိုတာကြောက်နေတဲ့ကြားကနေကိုလှုပ်တဲ့လို့ယုံကြည်တဲ့အရာကိုဆက်ပြီးလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။လူတယောက်ရဲ့ရေစွမ်းတက်တီဟာ ူခံစားရတဲ့အကြောက်တရားရဲ့အရွယ်ပမာဏနဲ့ပြောင်းပြန်အချိုးကျတယ်လို့ဆိုကြပါဗျ။ကြောက်လန့်မှုပူကြီးလေအဲ့ဒီကြားတိုးဝင်ပြီးလှုပ်ရတဲ့သူရဲ့စိတ်ဓာတ်ကပိုပြီးမြင့်မြတ်လေပါပဲ။အကြောက်တရားကိုရင်ဆိုင်ရမှအချိုးအများဆုံးနီးလန်းရတော့အဲ့ဒီအကြောက်တရားတွေရဲ့အရင်ခံကိုတေချာနားလေဖို့ပဲဖြစ်ပါတယ်။ငါပါကြောက်ကြောက်ရလေ။ဒီကြောက်စိတ်ကလက်ရှိအခြေအနေကို အမှန်တကယ်ထိခိုက်စေသလား။ဒါမှမဟုတ်ငါရဲ့အတိတ်ကအတွေ့အကြုံတွေ ိုယ်တိုင်ဖန်သီးထားတဲ့စိတ်ကူးတွေကြောင့်ဖြစ်နေတာလားဆိုတာကိုခွဲခြားသိမြင်ဖို့လိုပါတယ်။အကြောက်တရားကိုပုပွင့်လင်းလင်းစကားပြောကြည့်ပါ။ဒါရန်သူမဟုတ်ပဲကိုယ်တတိပေးဖို့ရောက်လာတဲ့အသွင်းလူတယောက်လို့သဘောထားလိုက်ပါ။နောက်ဆုံးအနေနဲ့ပြောရရင်တော့အကြောက်တရားလူသားတယောက်ရဲ့ဘဝမှာကွဲကွာလို့မရတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကျွန်တော်ရဲ့အားနည်းချက်ကိုပြသနေတာမဟုတ်ပါဘူး။ ။ဒါကျွန်တော်ရဲ့ရှင်သန်ခြင်းစိတ်၊ကြီးထွားခြင်းစိတ်နဲ့အတိတ်ပဲရှိခြင်းစိတ်တို့ရဲ့ပြယုတ်ဖြစ်ပါတယ်။အကြောက်တရားကိုနားလည်ပြီးတန်ဖိုးထားတတ်တဲ့အခါမှာအဲ့ဒီကြောက်စိတ်ကကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားတဲ့ကြောက်တုံးကြီးမဟုတ်တော့ဘဲပုံမှန်မြင့်မာတဲ့ဘဝကိုရောက်ရှိဖို့တွန်းအားပေးတဲ့ခြင်းနှင်းခုံတစ်ခုဖြစ်လာပါတယ်။ဘဝမှာအကောင်းဆုံးနဲ့အကြီးကျယ်ဆုံးအောင်မြင်မှုတွေဟာအကြောက်တရားရဲ့နယ်နိမိတ်တွေကိုဖြတ်ကျော်ပြီးမှရရှိလာတာကြီးပဲဆိုတဲ့အချက်ကိုဘယ်တော့မှမမေ့သင့်ပါကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။ ဒီနေ့အကြောင်းအရာလေးကနေတင်တဲ့အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။